ီနေ့ခေတ်ကာလကြီးမှာတကယ်ကျွန်တော်လူငယ်များအတွက်အဓိက challenge ဖြစ်တဲ့စင်ကုန်မှုကြီးတွေကျွန်တော်တွေ့ကြုံတွေ့နေရတတ်တာမှာဖျားဝင့်နဲ့မွိလိုချင်းဆိုတဲ့ကျွန်တော်ရဲ့အတ္တတာအချိန်ကာလတစ်ခုမွိလိုချင်းဆိုတာကအချိန်ပြုံးမွေချင်းကာလတစ်ခုလည်းဖြစ်တယ်ကျွန်တော်အချိန်ကာလမွိလိုချင်းဆိုတဲ့နှလုံးသားနဲ့ဆိုင်တဲ့အရာကဒီဒီဟာကနှလုံးသားနဲ့ဆိုင်တဲ့အရာပြုံးမွေတယ်ပြုံးရှင်တယ်ပြုံးမွေချင်းဆိုတဲ့အရာကကြီးနဲ့အားရချင်း နှစ်သက်ခြင်းကိုအဓိကပြောခြင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဖျားဝင်းနဲ့မွေလိုခြင်းမူကယခုဘဝနဲ့ဆိုင်တဲ့ဂတိနောင်ဘဝနဲ့ဆိုင်တဲ့ဂတိတော်များကိုရသည်ဖြစ်၍ဒီစကားလောက်မှရသည်ဖြစ်၍မရသေးတာမှရပြီးပြီလို့ပြောတယ်ရသည်ဖြစ်၍ဖျားသခင်ဂတိတော်များကကျွန်တော်အထုသဖြင့်ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပဲဖျားသခင်ဂတိတော်တွေကအများကြီးရှိတယ်ကျွန်တော်ရဲ့နှလုံးသားများကိုပြင်ဆင်ဖို့ရန်အတွက် နော်ဖရာသခင်နှလုံးသားကျွန်တော်နှလုံးသားကိုဖရာအတွက်ကျွန်တော်ပြင်ဆင်လူငယ်များရဲ့နှလုံးသားဖရာသခင်အမတန်မှနှစ်သက်တဲ့ဖရာသခင်ဖြစ်တယ်ကျွန်တော်ရဲ့အချိန်ကျွန်တော်ရဲ့နေရက်ကာလတွေကိုအထူးသဖြင့်ဖရာသခင်ယဉ်နေမြုပ်နှံဆဲခြင်းနဲ့ဖရာဖြစ်တယ်ကျွန်တော်ရဲ့အချိန်ကိုဖရာအတွက်ယဉ်နေမယ်ဆိုရင်ကျွန်တော်နှလုံးသားကိုဖရာအတွက်နှုတ်ကပတ်တော်ထဲမှာယဉ်နေမြုပ်နှံမယ်ဆိုရင် process လာမဲ့အရာတွေကအမခံကြီးမားတဲ့အမှုတစ်တွေကို ဘုရားသခင်ကျွန်တော်တို့ပြုပေးမယ်ဘုရားဖြစ်တယ်ဒီအကြောင်းကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တခါတရံကျွန်တော်စမ်းစာဖတ်တဲ့ခါမှာလူငယ်တွေတန်တရားဖြစ်နိုင်တဲ့အရာတွေရှိတယ်ဟာဒါတော့စာပဲပညာရှင်တွေရေးသားတဲ့စာတွေဖြစ်နိုင်တယ်ဒါပေမဲ့နှုတ်ကပတ်တော်ကဘုရားသခင်မှုသွင်းတော်မူသောနှုတ်ကပတ်တော်ဖြစ်တော်ကြောင့်ယုံကြည်ခြင်းနဲ့လုံးဝတန်တရားကင်းစွာယုံကြည်ပါသင်ယုံကြည်သည့်ဝန်ခံသည့်အတိုင်းအကျိုးဆက်ခံရမှာဖြစ်တယ်။ယုံကြည်ခြင်းဆိုတာကမမြင်သေးသောအရာကိုမျှော်လင့်ခြင်းလို့ပြောတဲ့အခါမှာ သူရဲ့ယုံကြည်ခြင်းဆို process ဖြစ်တဲ့အတွက်မမြင်တဲ့အရာကိုတိမှတ်ဆွေးလန်းခြင်းဖြစ်တဲ့ခါမှာဒီနှုတ်ကပတ်တော်ပေါ်မှာတန်နေရမရှိကြဘူးရန်အတွက်လူငယ်များဟာဒါကသာသာပဲသူတို့ပြောတာပဲဖြစ်ကောင်းဖြစ်နေတယ်ဒါပေမဲ့ယုံကြည်ခြင်းဆိုတာကျွန်တော်မမြင်တဲ့အရာတွေကိုယုံကြည်ဆွေးလန်းခြင်းဖြစ်တဲ့ကြောင့်ဖရာသခင်ဖြစ်နိုင်တဲ့ဖရာကျွန်တော်ကူးကွယ်တဲ့ဖရာဟာတာမန်ဖရာမဟုတ်ဘူးအရာခတ်သိန်းကိုတက်ဆွမ်းသောအရှင်သခင်ငကူးရှင်ဖြစ်သောကြောင့်ကျွန်တော်ထူတကူးရှင်ကိုကျွန်တော်ယုံကြည်တက်ဝင်ပြီးတော့ ဦးစားမယ်ဆိုရင်ကျွန်တော်ရဲ့နှလုံးသားကိုဖျားနှုတ်ကပတ်တော်ထဲမှာယဉ်နှင်းမြုပ်တိုင်းဒီအတိုင်းအကျူးအမြတ်ဟာကျွန်တော်ရရှိမှာဖြစ်တယ်။ယုံကြည်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တခါတခါဗန်ဒီမှာအတီးတီးဒီမှာလူငယ်တွေတုံမြောက်များဆိုတော့ဗန်မှာငွေအကြမယ်လို့ကျွန်တော်ယုံကြည်တယ်နော်။ငွေကိုအပ်တဲ့အခါမှာတထေးတစ်ခါမှမြင်ကြမှာမဟုတ်ဘူးနော်။ဒါပေမဲ့ယုံတာပဲ။ကိုမတီးတဲ့ပုတ်ကူစီတောင်မှကိုရဲ့ရွှေငွေတောင်မှအနှံပြီးမှယင်းနှိမ့်သူကကြောင့်မြလင်းချက်ကပါဆိုင် သူ့စီကနေလုံခြုံမှုရှိတယ်သူတို့ထံကအတူအမြင်ရမယ်ဆိုတဲ့အရာကိုကိုကယုံကြည်တယ်ဒါပေမဲ့တထဲကိုတခါမှမမြင်ဘူးအဲ့ဒီဘန်တထဲကိုကျွန်တော်မှဒါပေမဲ့ဘန်ရဲ့လှုပ်ဆောင်မှုသူတို့ရဲ့လှုပ်ရှားမှုတွာလာမှုကိုကျွန်တော်မြင်တွေ့တဲ့ခါမှာအဆောက်အုံတွေကိုမြင်တဲ့ခါမှာကျွန်တော်ယုံကြည်တယ်လို့ဖျားသခင်နှုတ်ကပတ်တော်ဘလောက်ထိခိုင်ခန့်မြင်းမြန်ကြီးရှိတယ်တီမြဲချင်းရှိတယ်ဆိုတော့ရွေ့လျော့ပြုတ်သွားခြင်းမရှိတဲ့ဖျားရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့ကြောင့်ဒီဖျားသခင်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ လုံးလုံးလျက်လျက်ဖရားနှုတ်ကပတ်တော်မှာတန်တရကင်းစွာပန်တရမရှိဘဲနဲ့ဖရားနှုတ်ကပတ်တော်မှာကျွန်တော်နှလုံးသားကိုယဉ်နေမြုံနံဖို့ကျွန်တော်ခုနက present worship ဝင်နေတဲ့အချိန်မှာဒီစကားလုံးထွက်လာတာဖြစ်တယ်နှလုံးသားကိုယဉ်နေမြုံနံဖို့ဝင်နေလူငယ်များကျွန်တော်အချိန်ကိုဖရားနှုတ်ကပတ်တော်ထဲမှာယဉ်နေမြုံနံဖို့ဖြစ်တယ် hallelujah သူအရာတွေကဖရားသခင်ကကျွန်တော်တို့အတွက်အထူးသဖြင့်ဖြစ်စေမယ့်အရာတွေကကြီးမားတဲ့ရှိတ်သိမ်းခြင်းတွေကြီးမားတဲ့ရရှိမယ့်အရာတွေကိုဖရားသခင်အလိုတော်ရှိပြီ ဒါကြောင့်ယခုဘဝမှာပြင်လင်ပါလေသစ္စာဆိုင်တော့ဂတိကိုဘုရားသခင်နှုတ်ကပတ်တော်ထဲမှာရှိတယ်။ဘုရားနှုတ်ကပတ်တော်ကိုကျွန်တော်ဆိုင်တဲ့တရားဂတိတော်ကဒီအကြောင်းလေးကိုကျွန်တော်ပြောတဲ့အခါမှာဟာဒါကတော့ပတ်တိုင်းကလေးသူငယ်များရဲ့ဖတ်နေတဲ့ကျမ်းပိလေးပါလားလို့ကျွန်တော်ပြောကောင်းပြောနိုင်တယ်နော်။အဖေဩဝါဒစာခန်းကြီး6အပိတ်ငယ်1နှစ်ဆိုတဲ့ထဲမှာသားသမီးတို့ဘုရားသခင်အလိုတော်နဲ့ငီး မြစ်ပါစကားကိုနားထောင်ကြလောလို့ပြောတဲ့ခါမှာဟာဒါသူကျွန်တော်ချက်ချင်းပြောကြမှာဒါတော့စနေစကိုအဆင်မရှိသေးတယ်လို့ကျွန်တော်ပြောဒါအဲ့ဒီထင်းမှာဂတိလူငယ်များတားသမီးလို့ပြောတဲ့ခါမှာကျွန်တော်လူငယ်တွေပါတယ်ကျွန်တော်ယုံကြည်သူမြစ်ပါတယ်လည်းပါတယ်ဘသူရဲ့သားသမီးတို့ဖယားသခင်ရဲ့သားသမီးတို့မိဘစကားဆိုကျွန်တော်မိဘကဘာတူလဲဆိုဖယားသခင်ဖြစ်တယ်ယေရှုခရစ်တော်ဖယားဖြစ်တယ်။ဒါကြောင့်ဖယားသခင်စကားကိုနားထောင်ခြင်းဖယားသခင်စကားကိုကျွန်တော်ယုံကြည်ခြင်းထဲမှာဘာရှိတယ်လဲဆိုရင် ကျွန်တော်လှုပ်ဆောင်ရမယ့်အရာတစ်ခုရှိတယ်။ဖရားရဲ့အလိုတော်နဲ့အငြိပေါ့နော်။နောက်နောက်ပြီးတော့မိဘသူတို့ရဲ့ object ကဒီမှာနှစ်ခုတွင်ကျွန်တော်တွေ့ရတယ်။နောက်ပြီးတော့ကျွန်တော်လှုပ်ဆောင်ရမယ့်အရာဒီမှာ present ခုကကျွန်တော်လှုပ်ဆောင်ရမယ့်အရာတစ်ခုဘာတွေ့ရလဲဆိုရင်နားထောင်ခြင်းနဲ့ယူသေးခြင်းဆိုတာကျွန်တော်တွေ့ရတယ်။အဲ့ဒီနားထောင်ခြင်းနဲ့ယူသေးခြင်းထဲမှာဒါမိဘတော့ သားသမီးတို့မြစ်ပတ်စကားကိုနားထောင်ကြတော့မြစ်ပတ်စကားကိုနားထောင်ခြင်းအမှုဒီတရားတော်မှုဖရာသခင်နှစ်သက်သောအမှုဖြစ်တယ်လို့ပြောတယ်။အဲ့ဒီထင်းမှာမိပေါကူယူတဲ့ချင်းတစ်ခုပါတယ်အထူးသဖြင့်ကျွန်တော်ခေတ်ကာလကြီးပြောင်းလဲလာတာနဲ့အမျှလူငယ်တွေကကျွန်တော်တခါတည်းကမိပါတကူအာအချိန်မပေးနိုင်တဲ့အရာတွေအော်ဒါမှမဟုတ်ကျွန်တော်တို့မိပါတွေကကျွန်တော်တို့သားသမီးတွေကမိပါကိုထောက်ပံ့နေလို့လည်းရှိတယ်။ဟောမိပါတွေကသားသမီးကိုထောက်ပံ့နေလို့လည်းရှိတယ်။ဒါပေမဲ့အချင်းနေမတူငင်ကြပါမယ်မိပါဆိုတာ ကိုကပဲမိဘကိုထောက်ပံ့ထောက်ပံ့မိကိုကပဲမိဘကိုမိဘကကိုယ်ပဲထောက်ပံ့ထောက်ပံ့ဘယ်လိုပဲအခြေအနေမျိုးပေါ်ရှိနေပါစေကျွန်တော်တို့ကလှုပ်ဆောင်ရမှာကနာခံရမှာဖြစ်တယ်ဖျားသခင်စကားကိုစကားကိုနားထောင်ခြင်းအရာကပါလေကျွန်တော်ရဲ့အသက်တာမှာကြီးမားတဲ့ကောင်းခြင်းမင်္ဂလာဖြစ်တယ်ဆိုတော့အဲ့ဒီဖျားသခင်ဂတိတော်နဲ့ဆိုင်တဲ့ဒီ promise ဆိုတဲ့ဆိုဂတိပေးတဲ့အရာကျွန်တော်တွေ့ရတယ်ဗါလေနားထောင်ခြင်းနဲ့ယူသိခြင်းရဲ့သူ့ရဲ့ process ကပါလေဆိုရင်ပထမ အပိုင်ငယ်နှစ်မှာပြီးတော်မှာကောင်းစား၍အသက်တာရှင်မြင်းအကြောင်းနှစ်ခုကျွန်တော်တွေ့ရတယ်။ပြီးတော်မှာကောင်းစားပြီးတော့အသက်တာရှင်လောကမှာချမ်းသာခြင်းလားပထမမှာဖျားစကားကိုနားထောင်ပါဒုတိယမှာမိဘစကားကိုနားထောင်ပါဟာလေလုယာနောက်ပြီးတော့အတူအမှာပြီးတော်မှာကောင်းစား၍ပြီးတော်ဆိုကျွန်တော်လောကကြီးမှာကျွန်တော်ရဲ့ဒီမှာခန့်တခြား chance definition တခြားနေမှာသွားပဲ ਨੇ ဒီပီရိုကိုကျွန်တော်အထူးသဖြင့်ဒီမှာလောကမှာကျွန်တော်နေချင်တဲ့အချိန်ကာလလေးမှာကျွန်တော် အဓိကနဲ့ကျွန်တော်ရဲ့ခွန်အားရတဲ့အနေနဲ့ကျွန်တော်ခွန်အားပေးခြင်း ਨੇ တင်းဒီပြီတော်၌ကောင်းစား၍အသက်တာရှင်မြင်အကြောင်းတဲ့အဲ့ဒါကပြီးငယ်တိကျန်တဲ့ဆိုင်ဆိုင်တဲ့အရာပထမပြီးငယ်ဖြစ်တယ်လို့ကျန်စာထဲမှာပြောပါတယ်လောကမှာကျွန်တော်တို့ကောင်းစားတဲ့အနေတလန်ရှိတယ်ဘာကလဲဆိုရင်ဘုရားစကားကိုနားထောင်ခြင်းဒုတိယမှာမိဘစကားကို နားထောင်ခြင်းအဲ့ဒီမိဘစကားကိုနားထောင်ခြင်းမှာပြီးတော့မှကောင်းစားမယ် ။နောက်ပြောတော့ဘုရားစကားကိုနားထောင်ခြင်းမှလည်းပြီးတော့မှကောင်းစားခြင်းနဲ့အသက်တာရှင်ပြီးအကြောင်းဆိုတဲ့နှစ်ခိနှစ်ခုပေါ့နော်။ဂတိတော်နဲ့ဆိုင်တဲ့နှစ်ခုကိုကျွန်တော်တမန်ကျမ်းစာထဲမှာပေးထားတာကျွန်တော်တွေ့ရတယ်။ကျွန်တော်တမန်ကျမ်းစာမှာကျွန်တော်လောကမှာတစ်ရှိရွဲ့ဂျမ်းမာပြီးတော့အသက်ရှင်ကိုယ့်ရဲ့အသက်ရှိနေဖို့ရန်အတွက်နေထိုင်ဖို့ရန်အတွက်ဖျားစကားကိုပထမနားထောင်မိတယ်လို့မိပါစကားကိုကျွန်တော်နားထောင်မစင်လောကမှာကျွန်တော်အသက်ရှင်တဲ့ကာလဘဝလှပါလေဘဝလေးမှာနော်လူတိုင်းက အသက်ရှင်ကြကြတယ်ကျမ်းမာခြင်းကြတယ်တချို့ကျွန်တော်တို့လူတွေကြည့်တယ်တိတ်မတန်မတန်တော့တဲ့ကိုယ်ကခန္ဓာကတော့တကယ်မျောလင်းချက်တဲ့မရှိတော့ဒါပေမဲ့လောကမှာအသက်ရှင်ဖူးရန်အတွက်ဆရာဝန်ကြီးစီကိုသွားနေစေဖြစ်တယ်အသက်ကတော့အကြီးနေပြီသွားမဲ့အချိန်ကာလတွေရောက်နေပြီဒါပေမဲ့လောကမှာထပ်ပြီးမှနေဖူးရန်အတွက်ပါလေတက်နိုင်တဲ့မိသားစုမှာရှိနိုင်တဲ့ဆွေငွေတွေအားဖြင့်သူတို့ရဲ့ဂျမ်းမာရဲ့ရှုထောင့်တွေကိုနော်တက်နိုင်တဲ့အတိုင်းအတာအပြင်ပြန်လဲပေးဆက်ကြတယ် နော်သူတို့ရဲ့ကျမ်းမာရေးကိုအဝယ်ယူကြတယ်အထူးသဖြင့်ဒါကတော့လူတိုင်းမှာအားလုံးဧကမုတ်ချဆိုတယ်လို့ကျွန်တော်ကြုံတွေ့ရမယ့်အရာ ပြောချင်တာကလောကမှာလူတိုင်းတက်ရှိနေချင်တာကြာကြီးအသက်ရှိဖို့ရန်အတွက်နေချင်ကြတာကိုကျွန်တော်ပြောချင်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်လောကမှာအသက်ရှိဖို့ရန်အတွက်ဘာလိုအပ်တယ်ဆိုရင်ဖျားကိုကြောက်ရွံ့ခြင်းမိဘကိုယူသိခြင်းဆိုတဲ့ကောင်းကြီးဂတိတော်ထဲမှာရှိတယ်။ပြီးတော့မှကျွန်တော်သူများလိုချမ်းချမ်းသာသာမဖြစ်မယ် လုံလောက်သောကောင်းခြင်းနဲ့စားနိုင်ခြင်းအခွင့်ကိုရရှိပူရန်အတွက်လည်းဖရာသခင်ကတိတော်ထဲမှာရှိတယ်။ဒါကြောင့်တို့လူငယ်များအနေနဲ့ကျွန်တော်ယုံကြည်သူများအားလုံးပဲကျွန်တော်ဝိညာဉ်ရမှာလူငယ်တွေပဲအားလုံးပဲနော်။ကျွန်တော်လူငယ်ပြောတဲ့ခါမှာကျွန်တော်ကတော့အသက်အသက်အရွယ်ရ90အထက်ရှိနေအောင်ပါဆိုကျွန်တော်အကျွန်တော်ပြောကောင်းပြောနိုင်တယ်။ဒီနေရာမှာကျွန်တော်ရဲ့ဝိညာဉ်ရမှာအားလုံးလူငယ်တွေဖြစ်တယ်။ဒါကြောင့်ကျွန်တော်ဖရာသခင်ရဲ့သူ့ရဲ့နေငံတော်ထဲမှာသူ့ရဲ့ဘုန်းတော်ထဲမှာကျွန်တော်ဆက်လက်ပြီးမှအသုံးပြုဖို့ရတဲ့အတွက်ဖရာအလိုတော်ရှိပြီ။ ကျွန်တော်ရဲ့လှပါတဲ့အချိန်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့အတွေးခေါ်တွေကိုလောကထဲမှာယဉ်နှင်းမြုံနိုင်မစင်လုံးဝအဲ့ဒီလူကိုကြည့်လိုက်ပျက်စီးသွားတယ်မြှလင်းချက်မရှိဘူးအစမှာကောင်းပေမဲ့အနောက်မှာ လုံးဝအချင်းတွေမကောင်းတော့ဘူးတော့ဖျားနှုတ်ကပတ်တော်ထဲမှာကျွန်တော်ရဲ့ဘဝတလျှောက်လုံးသူများတက်တန်းကိုကျွန်တော်ကျွန်တော်ရဲ့ဘဝတလျှောက်လုံးမှာကျွန်တော်ရဲ့ဖျားသခင်နှုတ်ကပတ်တော်ဖျားအတွက်အချိန်ပေးတော်သူမှန်တယ်များအားလုံးဟာ ပေတော့ခါမှလူတွေဟာသူတို့ကိုတနာလိုက်တာဆိုတဲ့အစ်စ်မှာဘုရားသခင်မထားဘူးလူတွေကသူတို့ကိုမှုကြည့်လောက်တဲ့အချိဘုရားသခင်ကသူတို့ကိုချီးမြှောက်တာဖြစ်တယ်ဟာလေလုယအဲတော့ကျွန်တော်တို့ရဲ့အချိန်ကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့အသက်တာကိုကျွန်တော်တို့နှလုံးသားကိုဖျားအတွက်ကျွန်တော်တို့ရှင်းနှင်းမြုပ်နာမယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ရဲ့သူ့ကိုယုံကြည်ခြင်းကြောင့်သူ့ရဲ့အသက်တာမှာဖျားကိုချစ်ချောင်းကျွန်တော်ချစ်ချင်းကြောင့်ကျွန်တော်တို့ရဲ့အသက်တာမှာဖျားအတွက်ကျွန်တော်ပေးဆက်မယ်ဆိုရင်ဖျားသခင်လည်းအထူးနဲ့ဂတိတော်နဲ့ဆိုင်တဲ့အရာလောကမှာ နဲ့ဆိုင်တဲ့အရာကိုကျွန်တော်ပေးမှာဒါတော့လောကနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဘုရားသခင်ကျွန်တော်လူငယ်များနဲ့ဒီနေ့အထူးသဖြင့်လူငယ်များနဲ့ဆိုင်တဲ့အရာတော့ကျွန်တော်ဆက်လက်ပြီးမှအာကျွန်တော်အွေကောင်းတဲ့အချိန်လှပတဲ့အချိန်ပန်းပွန့်ပွန့်တဲ့အချိန်တွေမှာဘုရားသခင်ပင်မကောက်လူတိုင်းကဒီအွေကအမတမ်းမှနှစ်သက်မြနှူတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အချိန်ကာလလေးဟာပန်းတွေကိုလွယ်လွယ်နဲ့မကြွေသွားအောင်နော်လှပအောင်ထိမ့်သိမ့်တဲ့ နီးကဖျားနှုတ်ကပတ်တော်ထဲမှာဖြစ်တယ်။ကျွန်တော်နှလုံးသားကိုတလကောင်ကျွန်တော်တို့အချင်းကိုတလကောင်ဖျားနှုတ်ကပတ်တော်ကျွန်တော်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်ကျွန်တော်တို့အသက်တာမှာအနာကမှာတောက်ပါတဲ့ဘဝလှပါတဲ့ဘဝမြှုပ်လင့်ချင်းထဲမှာလူတွေကအားကြားလို့တဲ့ဘဝဖြစ်ပူရန်အတွက်ကျွန်တော်ဖျားနှုတ်ကပတ်တော်ထဲမှာကျွန်တော်ရဲ့အသက်တာအချိန်နာရီကျွန်တော်ရင်းနှီးမြှုပ်နှံဖို့ဖြစ်တယ်။နောက်ပြီးဆာလံတရားနဲ့မဆက်ကူအငယ်ပိတ်ငယ်ကိုထဲမှာပါပြောလဲလူငယ်ဒီအသက်ပြိုသောလမ်းကိုအပေတို့တန့်ရှင်းနေမြေမူကား နော်နှုတ်ကပတ်တော်နဲ့တတိပြုရမည်လို့ပြောတယ်။တရားတော်ဆာလံ119အပိုင်ငယ်9ထဲမှာလူငယ်လူပြူတွေရဲ့အသက်တာမှာလမ်းခီးရတန်ရှင်းဖူးရန်အတွက်ဘုရားသခင်အလိုရှိတယ်။ကျွန်တော်ရဲ့အသက်တာမှာတန်ရှင်းခြင်းနဲ့ဆိုင်တဲ့ကောင်းကြီးကလည်းဘုရားသခင်ကတိပြန်ပေးတဲ့အရာတွေရှိတယ်။ကျွန်တော်အသက်တာမှာတန်ရှင်းသောဘဝအသက်တာအသက်ရှင်ဖူးရန်အတွက်ဘုရားသခင်အလိုတော်ရှိသောအရာဖြစ်သောကြောင့်ကျွန်တော်ရဲ့ဘဝအလိုတွေကတော့ကုကုကုတန်ရှင်းအောင်ဖြူစင်းအောင် ကောင်းအောင်မကျင့်နိုင်ဘူး။ ကျင့်နိုင်တဲ့အနည်းကခုနပြောသလိုကျွန်တော်ရဲ့နှလုံးသားပိုင်းဆိုင်ရာကိုနှုတ်ကပတ်တော်ထဲကိုပြုတ်ပြင်တဲ့အခါနှုတ်ကပတ်တော်ထဲမှာကျွန်တော်ရင်းနှီးမြုပ်နှံတဲ့အခါမှာဘာဖြစ်သွားတယ်လဲဆိုရင် transform လို့ခေါ်တဲ့လူမီဒီကာခရစ်တော်ရှင်လေအစ်စ်ပြုတ်ပြင်တော်တော်ဝါဖြစ်ဆိုတဲ့ကိုရင်တု59ထဲမှာရည်သားတဲ့အစ်စ်တဖန်ပြုတ်ပြင်ပြောင်းလဲခြင်းအရာကဖျားရဲ့စကားတော်ထဲမှာဖြစ်တယ်လူတွေကလောကလူကားတွေကြည့်လိုက် ကောင်းမှုရန်ကြိုးစားကြတယ်အားထုတ်ကြတယ်ဒါပေမဲ့ကောင်းသလားအပြင်ပန်းတရာတော့ကောင်းတောင်ရှိပြင်မဲ့အတွင်းမှာတကယ်နော်သူရဲ့အကျင့်သူရဲ့အပြောအဆိုတွေကအမတမ်းမှအာတနာစရာကောင်းတယ်ဟန်ဆောင်မှုနဲ့အယံပြင်ပန်းကြတယ်ဟန်ဆောင်မှုနဲ့ဥသွားကြတယ်ဒါပေမဲ့ဖရာသခင်နှုတ်ကပတ်တော်ကိုကျွန်တော်နှလုံးသားထဲမှာပြုတ်ပြင်းတဲ့အခါမှာကျွန်တော်နှလုံးသားကိုဖရာနှုတ်ကပတ်တော်ထဲမှာယင်းနေမြုပ်နာမယ်ဆိုရင်ကျွန်တော်ရဲ့ဘဝကဟန်ဆောင်မှုမဟုတ်တော့တကယ် real တကယ်ဖြစ်ရမှန်တကယ်ဘဝမှာစစ်မှန်တဲ့ဘဝတက်တာမှာတကယ်ဖြစ်လာတယ်ကျွန်တော်တွေ့ရတယ်။ဒါအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ကဒီဟာဒီစာနာတရားဆက်ကိုပိုင်ငုံကူထဲမှာဘာပြောလဲနှုတ်ကပတ်တော်အတိုင်းသတိပြုရမယ်။ဒီဆရာကြီးကျူရတန်ဘာသာပြန်ပေတဲ့စာအုပ်ဖြစ်တယ်။ဒါမဲ့ကျွန်တော်အင်္ဂလိပ်လို NIV ထဲမှာကျွန်တော်ကြည်တဲ့အခါမှာအဲ့ဒီသတိပြုဆိုတဲ့အရာကိုသူက stay on အဲ့ဒီနှုတ်ကပတ်တော်အပေါ်မှာပဲကျွန်တော်ရှိရမယ်လို့ပြောတယ် နောက်ပြီးတော့ good news ထဲကိုကျွန်တော်ပြန်သွားကြည့်တဲ့ခါမှာကျတော့အဲ့ဒီမှာကျတော့အဲ့ဒီသတိပြုနေရကို obey obeying ဆိုပြီးမှဖျားသခင်စကားကိုနာခံခြင်းနဲ့သူတို့ပြန်လည်ပြီးမှအာပါတာဒါမှမဟုတ်ဒီအရာလေးတွေကသူ့ရဲ့ချက်လေးအမတမ်းမကောင်းတယ်ဆိုတော့ဖျားသခင်နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်နာခံခြင်းရှိမယ်ဆိုရင်ဖျားသခင်နှုတ်ကပတ်တော်မှာကျွန်တော်အမြင့်တွင်မယ်ဆိုရင်ရှိမဆိုရင်နှုတ်ကပတ်တော်ကိုသတိပြုမယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာကဘာဖြစ်တယ်လဲဆိုရင်နှလုံးသားအလိုအလျောက်ဖြူစင်သွားမယ် မလုံးသားအလိုလျောက်တန်ရှင်းတော့ဘာလို့ဆိုဖရာသခင်နှုတ်ကပတ်တော်ကပါလဲဆိုရင်ရည်ဖြစ်တယ်ဟာလေလုယာနှုတ်ကပတ်တော်ဆိုတာရည်ဖြစ်တဲ့တွေ့အောင်ရည်ကိုများများချူးတဲ့လူကဘာဖြစ်သွားမလဲတန်ရှင်းသွားတာပဲဒီမှာရန်ကုန်မှာဆိုရင်တရက်တစ်ခါရည်မချူးရင်တော့အဆင်မပြေဘူးနော်ကျွန်တော်တောင်ပေါ်မှာကြတော့တပတ်မှာတစ်ချိန်ပဲချူးကြတယ်တချူးတွေပါနော်ဘာဆိုတပတ်မှာတစ်ချိန်ချူးရင်လေကောလာလုံးဝဟောမဖြစ်ဘူးကြီးမရှိဘူးဘာဆိုတော့ချွေးမထက်ဘူးကို ဆိုတော့ဒီမှာကျတော့ရည်များများချူရတယ်နှုတ်ကပတ်လုံးရည်သေးမှကျွန်တော်အချိန်များများကျွန်တော်အသုံးပြုမယ်ဖရာသခင်ဝိညာဉ်တော်မြင်ဖရာသခင်မျက်မှောက်တော်ကိုကျွန်တော်အချိန်များများအသုံးပြုမယ်ဆိုရင်ကျွန်တော်ရဲ့အသက်တာကအလူလျောအလူအလူလူနဲ့ပြုတ်ပြင်ပြောင်းလဲလာမှဖြစ်တယ်ကျွန်တော်လောကထဲမှာသွားပြီးမှကျွန်တော်နှလုံးသားကိုသွားရင်းမြစ်နေမှမယ်ဆိုရင်အလူလူနဲ့ပျက်စီးခြင်းအကြောင်းမြှောက်လင်းခြင်းမြတ်ပထမမှာခုနကျွန်တော်ပြောတယ်လို့အားကြစရာကနောက်မှာ ဝင်းနေစရာနဲ့အဆုံးသတ်မယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်နှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့ယဉ်နှင်းမြုံနံဖူးရန်အတွက်ကျွန်တော်တို့နှလုံးသားကျွန်တော်တို့ရဲ့အချိန်ကျွန်တော်တို့ရဲ့ကောင်းတဲ့အရွယ်ကာလလေးမှာဒီလအထုသဖြင့်ဒီနဝင်ဘာလဒီထဲမှာပဲဖြစ်ဖြစ်လာမယ့်ဒီနဝင်ဘာလပြီးမှပဲလူငယ်စစ်စင်ပြီးသွားပြီးလူငယ်လပြီးသွားပြီးဆိုတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ဘုရားသခင်နှုတ်ကပတ်ကာလအစဉ်ဆက်ကျွန်တော်တို့ရဲ့အနာဂတ်မှာဘုရားသခင်အတွက် ကျွန်တော်မိသားစုအတွက်အသိတော်အတွက်ဖခင်အမှုတော်တတနာလုပ်ငန်းအတွက်ကံနာပေါင်းစုံအလူငယ်တွေကိုအမတားမှဘုရားသခင်အလူတော်ရှိတာဖြစ်တယ်အသုံးပြုလို့တာဖြစ်တယ်ဒါကြောင့်အထူးသဖြင့်လူငယ်တွေမရှိတဲ့အသိတော်ဆိုရင်အဲ့မတားမှအာအာမရတော့ဘူးအခုကြီးစုတော့ကြောင့်ကျွန်တော်ဒီစီကျွန်တော်စီတီအကျင်းတော်မှာတကယ်အားရစရာကောင်းတယ်ဆိုတော့ဘုရားသခင်ဒီဟာလူငယ်တွေရဲ့အားကပါမိဘတွေရဲ့အားကပါလဲဆိုအသိတော်ရဲ့အားအင်ကလူငယ်တွေဖြစ်တယ် ်ဖိယသခင်ဒီတိုင်းဖိယသခင်နိုင်ငံတော်ရဲ့အနာကမျိုးလင့်ချက်ဆိုလူငယ်တွေပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာကနေရနှလုံးသားကိုရင်းမြစ်မြို့နာတဲ့နေရာမှာကျွန်တော်အချိန်ကိုကျွန်တော်အချိန်ကျွန်တော်ရဲ့နှလုံးသားကိုလောကမှာသွားရင်းနှီးမြှုပ်နှံမယ်ဆိုရင်ကျွန်တော်တို့မျောလင်းချက်မင့်စရာအကြောင်းရှိတယ်။ဒါကြောင့်ဖခင်နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်ရင်းနှီးမြှုပ်နှံပူရန်အတွက်အထူးခွန်အားပေးခြင်းနဲ့ အပိုင်ငယ်နှစ်ထဲမှာဗာပြောတယ်အရာရာနဲ့အကျူးကိုပေးတတ်တော်မူသည်ဟုသောစကားသည်တစ္ဆာစကားအဖြစ် အကျူးမဲ့ခံရောသောစကားလည်းဖြစ်၏ဆိုပါအပိုင်ငယ်ကိုထဲမှာပြောပါတယ်ဆိုဖျားသခင်ကနှုတ်ကပတ်တော်အရာကအရာရာမှာအကျူးပေးသည်ကို၎င်းဖျားသခင်စကားတစ္ဆာစကားဖြစ်အကျူးပေးသောစကားဖြစ်တယ်တိဆောက်သောဖျားဖြစ်တယ်ဖျားသခင်နှုတ်ကပတ်တော်ကျွန်တော်တို့အတွက်ကျွန်တော်ခန္ဓာရနဲ့ဆိုင်တဲ့အရာကျွန်တော်တို့အတွေးခုံနဲ့ဆိုင်ရတဲ့အရာ လောကစည်းစိမ်နဲ့ဆိုင်တဲ့အရာနဲ့ဆိုင်တဲ့အကျူးပေးတဲ့နှုတ်ကပတော်ဖြစ်တယ်။ကျွန်တော်တချို့တွေပြောတယ်ဟာယုံကြည်ခြင်းဆိုတာကဝိညာဉ်ရနဲ့ထောင်ရအသက်နဲ့ဆိုင်တဲ့အရာပဲလို့ထင်ကောင်းထင်နေတယ်။ဒါပေမဲ့နှုတ်ကပတော်ကိုကျွန်တော်ကောင်းကောင်းလေးလေ့လာမယ်ဆိုရင် အရာခတ်သိမ်းတယ်နှုတ်ကပတော်ဟာအရာခတ်သိမ်းဖြစ်တယ်။ဒါကြောင့်နှုတ်ကပတော်ထဲမှာရှိတဲ့အကြောင်းကိုကျွန်တော်ဒီနေရာလေးခွန်အားဖြင့်အရာရာနဲ့အကျူးကိုပေးတယ်ကိုဒီစကားဖျားသခင်စကားဆိုတဲ့နှလုံးမှာကျွန်တော်ဒီအရာရာ ပြောတဲ့အတရားလေးတစ်ခုကျွန်တော်ခွန်အားရတဲ့စကားလုံးရှိသေးတယ်ခုနတိတုဒီမတေအခန်းကြီးလေးအပိတ်ငယ်ကိုထဲမှာအရာရာနဲ့အကျူးပစ်တဲ့သူစကားဆိုတဲ့သူအဲ့ဒီနေရာမှာဒီအပိတ်ငယ်ကိုလေးမှာနှစ်ခုနှစ်ခုနေရာမှာသူကစကားဆိုတဲ့နှလုံးကျွန်တော်တွေ့ရတယ်အကျူးမဲ့ဆိုတဲ့အရာကျွန်တော်တွေ့ရတယ်အကျူးပေးတယ်ဆိုတာကျွန်တော်တွေ့ရဒီအရာတွေကိုကျွန်တော်ပါကျွန်တော်တို့ဒီမှာ meditation ကျွန်တော်လုပ်မယ်ဆိုရင်ကျွန်တော်တကင်နှလုံးသားထဲမှာဆင်ခြင်ပြီးတော့ဒီနှလုံးကိုစကားပြောမယ်ဆိုရင် ဖျားနှုတ်ကပတ်တော်ဘလောက်ထိအသက်ရှင်ပြီးမှတကူးရှိတယ်လဲဆိုတာကိုဖျားသခင်ရဲ့လူတွေရဲ့ဂတိလောကရဲ့စီစဉ်လောကရဲ့အရာခတ်တင်ကပျက်စီးခြင်းတို့အဆုံးရှိတယ်။ဒါပေမဲ့ဖျားသခင်နှုတ်ကပတ်တော်ဟာဘေတော့ခါမှပျက်စီးခြင်းမရှိဘူးရှင်မတရားခန့်ခြင်းငါအပိတ်ငယ်ဆက်ရှိထဲမှာဒီကောင်းကင်နဲ့မေကြီးမတီတော်လဲငါစကားတွေဒီလိမ့်မီလို့ပြောတယ်။အငင်အဆုံးတော့ဘိန်တို့တလုံးလုံးမြမပျက်စီးရမပြည့်စုံပဲမနေရ။ <laughs> ဆိုတော့ဖရားနှုတ်ကပတ်တော်ဖြစ်တယ်ဖရားလူတွေရဲ့ကျွန်တော်တို့ technology လို့ခေါ်တဲ့ဒီခေတ်ကာလရဲ့နိပညာတွေလည်းအဆုံးသတ်မယ် AI ဆိုလည်းအဆုံးသတ်မယ်ဒါပေမဲ့ဖရားရဲ့နှုတ်ကပတ်တော်ကဘာလဲကဘာအဆုံးအထိမဟုတ်ဘူးဘာလဲနှုတ်ကပ်ကဘာကာလာတိနောင်တလုံးတမလုံးဤထိတိုင်အောင်ကျွန်တော်တို့အသုံးပြုမယ့်အရာကဒီဖရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်အကြောင်းနဲ့ပတ်သက်ပြီးမှကျွန်တော်ပြန်နေပြန်မှဒီမှာတခုလေ ခွန်အားပေးခြင်းနဲ့အကျူးပေးဖရာသခင်စကားဟာတစ္ဆာစကားတစ္ဆာစကားဆိုတာအာကျွန်တော်အတော်တော်များများပါဠိဗာဒါတစ္ဆာစကားဆိုတာပါဠိဖြစ်တယ်ပေါ့နော်ကျွန်တော်အထူးသဖြင့်ဒီမြန်မာမြန်မာလူနဲ့ပြောဆိုတစ္ဆာဆိုတဲ့စကားကရည်လွယ်ခြင်းမရှိဘူးပြောင်းလဲခြင်းမရှိဘူးဖောက်ပြန်ခြင်းမရှိဘူးဆိုတဲ့စကားလုံးဖြစ်တယ်ဆိုတော့ဒီပါဠိအလိုတစ္ဆာဆိုတဲ့အရာဖောက်ပြန်ပြောင်းလဲခြင်းနဲ့ကွင်းလွတ်သောစကားဖြစ်တယ်ဘု து စကားဆိုရင်ဖရာရဲ့စကား အဲ့ဒီဖယားစကားဟာကျွန်တော်ယုံကြည်ခိုးလို့မိကူးစားမယ်ဆိုရင်ကျွန်တော်ဘုံကအားလုံးလာမဲ့အချိန်ယခုအချိန်ကနေစပြီးတော့ထူးခြားတဲ့အရာတွေကိုဘုရားသခင်ပေးမယ်ကျွန်တော်ဒါကြောင့်ဒီနေ့မှာနှုတ်ကပတ်တော်ပေါ်မှာရင်းနှီးမြှုပ်နှံဖူးရန်ကြောင့်ကျွန်တော်လူငယ်များကိုခွန်အားပေးခြင်းနဲ့အကြောင်းရင်းတစ်ခုလည်းရှိတယ်ယောဘအခန်းကြီး22အပိတ်ငယ်22လေးကိုကျွန်တော်ခွန်အားပေးခြင်းအဲ့ဒီအထဲမှာအထူးသဖြင့်ဖယားရဲ့နှုတ်ကပတ်တော်တရားကိုခံယူရဲ့စကားတော်ကိုနှလုံးသွင်းလို့အနန္တတကူရှင်ထာသူပြန်လာ၍ တည်ဆောက်ခြင်းရှိလိမ့်မယ်။ကျွန်တော်ရဲ့ဒီမှာဖရာသခင်နှုတ်ကပတရားတော်ကိုကျွန်တော်ခံယူပြီးတော့နှလုံးနှလုံး၌သွင်းပါလောလို့ကျွန်တော်ဒီမှာနှလုံးသေးကိုသွင်းခိုင်းတာဖရာသခင်ရဲ့ဖရာသခင်ဦးထမှာလောကအရာကနေစာနာရေးခင်မှာဖရာသားသမီးနော်ဖခင်နဲ့လမ်းဝေးရာကနေကျွန်တော်ပြန်လေပြီးမှဖခင်တခင်ထံကိုကျွန်တော်ပြန်လေရောက်လာပြီးတော့ ကျွန်တော်ဖကျွန်တော်နှလုံးသားထဲမှာစကားတော်ကိုပြောတယ်နော်ဖယားသခင်တရားဖယားသခင် စကားတော်ကိုနှလုံးသွက်ထဲမှာတွင်းမယ်ဆိုရင်အနန္တတကူရှင်ထံသို့ပြန်လာရင်တိဆောက်ခြင်းရှိမယ်ပြုတ်ပြင်ခြင်းရှိမယ်တိဆောက်ခြင်းလို့ပြောတဲ့အခါမှာဆရာကြီးကျွတ်တန်တကယ်ကျွန်တော်ဒီခေတ်ချီးကျူးစရာကောင်းတဲ့စကားလုံးနေနော်ပြုတ်ပြင်ခြင်းတကယ်တိဆောက်ခြင်းရှိတယ်အသက်တာမျိုးဖြစ်စင်မယ်တဲ့နောက်ပြီးတော့ဒီမှာ ်အပိုင်ငယ်25ထဲမှာကျွန်တော်ပါတွေ့ရလဲဆိုရင်အနန္တတကုရှင်တင့်နိုင်ရွှေရတနာတင်300တော်ငွေဘန္တာ ဖြစ်တော်မူလိမ့်မည်ကျွန်တော်ဒီဒီအကြောင်းလေးကိုဖတ်တဲ့ခါမှာအယံခွန်အားရတယ်ကျွန်တော်လူတွေကလောကရဲ့ရွှေလောကငွေတွေကဒါမရှိမဖြစ်ဘူးဒီရွှေငွေကမရှိမဖြစ်ဘူးလို့ကျွန်တော်ထင်ကြပေမဲ့ဒီလောကအရာတွေရွှေငွေကစစ်မှန်တဲ့ဘန္တာမဟုတ်ဘူးစစ်မှန်တဲ့ယရနာတွေမဟုတ်ဘူး ီအရာတွေကတခါတရံကျွန်တော်ရွှေငွေတွေရှာကြတယ်ရှာတယ်မရှိမဖြစ်ဆိုတော့ရှာကြတယ်ဒါပေမဲ့များပြန်တော့လေဒီရွှေငွေကြောင့်လူတွေကဒုက္ခရောက်တယ်မရှိပြန်တော့လေဒုက္ခရောက်တယ်လို့များပြန်တော့လေဒုက္ခရောက်တယ်မထိမ့်တတ်တော့လေဒုက္ခရောက်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်ရဲ့အသက်တာထဲမှာနှလုံးသားထဲမှာသွင်းပြီးတော့မေဆွေနအနန္တတကူရှင်ဒီမှာဘုရားသခင်ရဲ့တကူအနန္တတကူရှင်ဆိုတာဘုရားရဲ့နော် တကူးရှင်လို့ပြောတဲ့ခါမှာဒီမှာကြီးမြတ်တဲ့စကလုံးအသုံးနှုံးကျွန်တော်အနန္တတကူးရှင်အနန္တတကူးရှင်ဆိုတာဘုသူထောင်ရဘုရားသခင်ကိုပြောတယ်ပြောခြင်းဖြစ်တယ်ဆိုဘုရားသခင်ထံမှာကျွန်တော်လာတဲ့ခါမှာကျွန်တော်ကိုကျွန်တော်တိဆောက်ခြင်းရှိလာမယ်တဲ့နောက်ပြီးတော့ကျွန်တော်ဘာဖြစ်တယ်လဲဆိုရင်သူအနန္တတကူးရှင်တင်၌ရွှေယဒနာတင်၌သုံးရပုသောအသုံးပြုသောရသောငွေဘန္နာဖြစ်မယ် ဒါကြောင့်ဒီအကြောင်းကိုကျွန်တော်ဖျားသခင်သာလင်ကျွန်တော်တို့ရဲ့အရာခတ်သိမ်းဖြစ်တယ်ဆိုတာကိုဒီမှာစမ်းစာထဲမှာရွှေငွေကဘယ်မှာကလာတယ်ဖျားစီကလာတာဟောကျွန်တော်သုံးပူရန်တွေ့လာမယ့်အနာဂတ်မှာကျွန်တော်ဖျားသခင်ထဲမှာကျွန်တော်ယဉ်နှင်းမြုပ်နာမယ်ဆိုရင်ဒီအရာကတော့လောကနဲ့ဆိုင်တဲ့အရာပဲเนาะလောကမှာနေထိုင်တဲ့အခါမှာကောင်းစားမှုအကြောင်းလို့ပြောတဲ့အခါမှာကျွန်တော်ငေတော့အွေချိန်မှာဖခင်ကိုတီးပြီးတော့အချိန်ကောင်းတဲ့အချိန်မှာကျွန်တော်နှလုံးသားကိုမြို့နှံတဲ့နေရာမှာကောင်းကောင်းမွန်မွန်နှုတ်ကပတ်တော်ထဲမှာကျွန်တော်နေရာမှာမှရွှေ့မယ်ဆိုရင်เนาะ ကျွန်တော်ယဉ်ညင်းမြုပ်နာမယ်ဆိုရင်ကျွန်တော်ရဲ့အတ္တတာလာမယ့်အနာဂတ်ဟာတုတ်ပါတဲ့ဘဝလှပါတဲ့ဘဝမှာကျွန်တော်တို့ဒီနှုတ်ကပတော်အဖြစ်ကျွန်တော်တို့ရရှိနိုင်မယ်ဆိုတာကိုအကောင်းဆုံးဆိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်ဒီလိုမျိုးခေတ်ကာလကြီးမှာအ धिक ရွှေငွေကိုရှာနေတဲ့လူတွေအားလုံးပဲ။ဒါပေမဲ့ကျွန်တော်တို့ကျန်းစာထက်မှာ ထောင်ရဖျားကို ရှာပါတယ်။ရွှေငွေကိုမရှာခိုင်းဘူး။ထောင်ရဖျားကိုရှာပါလေ။ဘာဖြစ်လို့ထောင်ရဖျားသခင်နဲ့သူရွှေငွေဘန္နာရှိတယ်။ဟာလေလုယာ။ ဒါကြောင့်ဖယားသခင်ရွှေငူဘန္တာအရင်မြစ်ဖြစ်တော့ကြောင့်ဖယားကိုရှာပါဖယားထဲမှာအရာခက်သိမ်းရှိတယ်ကျွန်တော်အရင်တုန်းကအင်္ဂလိပ်လိုတချင်းဆို He is my everything he is my all ဆိုကျွန်တော်ကြာခဏကျွန်တော်ချင်းမဖယားသခင်သူ့ထဲမှာအရာခက်သိမ်းကျွန်တော်ခရစ်တော်ခါတလင်ကျွန်တော်ရဲ့အရာခက်သိမ်းဖြစ်တယ်အလုံးစုံဖြစ်တယ်ကျွန်တော်ရဲ့နှလုံးသားကျွန်တော်ရဲ့လောကအထင်းမှာကျွန်တော်စီးပွေးအထင်းမှာစီးပွေးမလုပ်ပါနဲ့မပြောပါဘူးနော်လုံးပါ ဒါပေမဲ့စီးပွားရဲ့တတောင့်ငကနာဘုရားသခင်ကျွန်တော်ကောင်းချီးပေးတယ်။ဒါပေမဲ့ဒီထဲမှာလုံးဝတရားမှတဲ့ကျွန်တော်ဝိငင်သွားပြီးမှသွားရင်မြုပ်နဲ့ဖို့ဒီလောကနဲ့စိတ်နဲ့ဆိုင်တဲ့အရာတော့အုံနှောင်းနဲ့ဆိုင်တဲ့အရာသွားရင်မြုပ်နဲ့လို့တော့ရမယ်နော်။ဒါပေမဲ့ဝိငင်တော့သွားမမြုပ်နိုင်ဘူးနော်။အဲဆိုတော့လောကမှာဝိငင်သွားမြုပ်ပြီဆိုရင်လောကပြန်ထဖို့မလွယ်တော့ဘူး။တော့ဘုရားသခင်နှုတ်ကပတ်တော်ထဲဖြစ်တဲ့ဘုရားသခင်နှုတ်ကပတ်တော်ထဲမှာကျွန်တော်ယဉ်နှင်းမြုပ်နိုင်မစင်ကျွန်တော်ရဲ့လူငယ်များရဲ့အနာဂတ်ယုံကြည်သူများအနာဂတ်ဟာဘာဖြစ်လဲဆိုရင် တောက်ပါတဲ့ဘဝလှပါတဲ့ဘဝကျွန်တော်လောကမှာအသက်ရှင်တဲ့အချိန်မှာပြင်လဲအသက်ရှင်နေခြင်းအခွင့်နဲ့ကောင်းစားခြင်းအခွင့်ဟာဖရားနှုတ်ကပတော်ထဲမှာရှိတဲ့အတွက်ကြောင့်ဖရားသခင်ရဲ့စကားတော်ကိုကျွန်တော်တို့အထူးသဖြင့်နှလုံးသွင်းကြရအောင်ဟေရှာယထဲမှာ95ထဲမှာလည်းသူကပြောလဲဆိုရင်ထာဝရဖရားကိုရှာကြလို့တချို့နေရာမှာမျက်နာတော်ကိုလည်းရှာပါကျွန်တော်လူငယ်များကဖရားမျက်နာကိုရှာမယ်ဆိုဖရားမျက်နှာตาပေးมาဖြစ်တယ် ကျွန်တော်လှုပ်ဆောင်တဲ့မြတ်တော်အရာမှာဖျားမျက်နဲ့ตาရပြီးဟဲ့ဆိုရင်ကျွန်တော်လူတွေကဘလို့ပဲရှုတ်ချရှုတ်ချလူတွေကဘလောက်ပဲပေးပေးပေးဖျားတကံထပ်ပြီးမှချင်းမြောက်မုံတော်သူဘလောက်ပဲရှိရှိဟာဒီကောင်မတော့မကြပါဘူးတရားမဖြစ်ပါဘူးဆိုပြီးမှဖျားတကံသူတို့အထက်ကိုပြန်မယ်ထားမယ်ဖျားပင်ဖြစ်တယ်ဒါကြောင့်ဖျားမျက်နှာตาကိုလည်းကျွန်တော်ရှာခိုင်းတာဖြစ်တယ်ဖျားကိုလည်းရှာခိုင်းတယ်ဖျားမျက်နှာตาကိုလည်းရှာအဲ့ဒီဖျားမျက်နှာตาရှာခြင်းအကြောင်းရင်းကလည်းကျွန်တော်ရဲ့လောကမှာနေတဲ့ချိန် ဖရာသခင်ကကျွန်တော်တို့လူရှိသူရှိချီမြှောက်ခြင်းတော်ကြောင့်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ဒီနှုတ်နှုတ်ကပတ်တော်နဲ့ဆိုင်တဲ့အရာကျွန်တော်ဘလောက်ပဲခစ်ကာလာကြီးကအာ ID ခစ်ဘလောက်ပဲ AI ခစ်ပဲပဲရောက်ရောက်ကျွန်တော်တို့ဖရာသခင် နှုတ်ကပတ်တော်ဟာအဲ့ဒီဟာထက်စင်မြဲပေါ့နော်ခစ်မြဲတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဒီအရာတွေအားလုံးဖြစ်လာမယ့်အရာအကြောင်းရင်းကိုလည်းနှုတ်ကပတ်တော်ထဲမှာရည်သားမှတ်တမ်းတင်ထားပြီးသားဖြစ်တယ် ဒါကြောင့်နှုတ်ကပတ်တော်ပေါ်မှာတန်တရားကင်းစွာဖရာသခင်ကိုယုံကြည်ခြင်းနဲ့လုံးဝဆက်နိုင်မယ်ဆိုရင်ကျွန်တော်ရဲ့ယင်ဖရာရဲ့နှုတ်ကပတ်တော်ထဲမှာယင်နေမြုပ်နာမယ်ဆိုရင်ကျွန်တော်ရဲ့ဒီဘဝမှာအသက်ရှင်နေခြင်းကျွန်တော်ငယ်သောအရွယ်ချိန်ကာလမှာကျွန်တော်ရဲ့အသက်တာမှာကြီးမားစွာဖရာသခင်ကပြန်လည်ပြီးမှပိတ်ဆက်မှာပါဖြစ်တယ်။ဒါကြောင့် reverse လို့ခေါ်ရဲကျွန်တော်ပြန်လည်ပြီးမှကျွန်တော်ရတဲ့ရထိုင်တဲ့ နော်စုတွေကိုပြန်လည်ပြီးမှကျွန်တော်ဖျားပေးမှာဘာလို့နှုတ်ကပတ်တော်ထဲမှာရှိပြီးသားဖြစ်တယ်ကြောကြောင့်ဖျားနှုတ်ကပတ်တော်ကိုကျွန်တော်ဆင်ခြင်အောင်မြင်ရင်လည်းအရာရာကိုအကျူးပက်တဲ့တည်းကို၎င်းစကားတော်ဒီတစ္ဆာစကားဖြစ်ဒီကို၎င်းကျွန်တော်တို့နှလုံးသွင်းဆင်ခြင်ပြီးမှလုံးဝယုံကြည်မယ်ဆိုရင်လောကမှာအသက်ရှင်တဲ့ကျွန်မကျွန်တော်လူငယ်တွေဖြစ်တဲ့အတိုင်းကျွန်တော်နည်းနည်းနောက်ပြန်စကားပြန်ပြန်မယ်မိဘကိုယူသိမယ်ဆိုရင်ဖျားစကားကိုနားထောင်မယ်ဆိုရင်လုံးဝအေကမဘေရောခါမှသူတို့ဘာတွေရဲ့ အောက်ကိုကြည့်မဲ့လူမျိုးအဖက်ကိုကြည့်မဲ့လူဖြစ်မယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်အဆုံးသတ်ခြင်းပါတယ်တင်းရဲ့အချိန်တင်းနှလုံးသားကိုနှုတ်ကပတ်တော်ထဲမှာရင်နဲ့မြုံနှံပါဘုရားသခင်ပြန်လက်အထူးပေးမှာဖြစ်ပါတယ်ရောစီတဲ့ဘုရားသခင်ကောင်းချီးပေးပါစေ